Brandford အသင်းရဲ့ကွင်းလယ်လူ Norgat ကို Arsenal အသင်းကပေါင်10သန်းနဲ့ကမ်းလှမ်းလိုက်တယ်ဆိုပြီးတော့ David Ornstein အပါအဝင်သတင်းရှင်းမြစ်များစွာကဖော်ပြလာပါဗျ။ဒီသတင်းရှင်းမြစ်တွေအကုန်လုံးကယုံကြည်ရတဲ့အနေအထားမှာရှိရတဲ့အတွက်ကြောင့် Arsenal အသင်းရဲ့အခုကမ်းလှမ်းမှုသည်ကောလာဟလမဟုတ်ဘဲအမှန်တကယ်လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်လို့အခိုင်အမာယူဆလို့ရပါဗျ။ပရိသတ်တွေအမျော်လင့်ဆုံးလဲဖြစ်သတင်းလဲအကြီးဆုံးဖြစ်တဲ့ တိုက်စစ်မှုခေါ်ယူရေးနဲ့တောင်ပံကစားသမားခေါ်ယူရေးမှာရှေ့မတိုးတာနောက်မဆုတ်တာအနေအထားတွေနဲ့တော်တော်လေးကြံ့ကြာနေပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကမှသတင်းထွက်တဲ့နော်ဂတ်ကိုတော့လင်းလင်းမြန်မြန်ပဲလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ဒီခုခေါ်ယူမှုဟာအသင်းကနေထွက်ခွာသွားတဲ့ကွင်းလယ်လူဂျော်ဂျင်ညိုရဲ့နေရာကိုအစားထိုးခေါ်ယူမှုဖြစ်ပြီးတော့လက်ရှိအသင်းရဲ့ခြေစွမ်းပြကွင်းလယ်လူပါတေးကိုဆက်လက်ထိန်းထားနိုင်ခြင်းမထိန်းထားနိုင်ခြင်းတွေနဲ့တော့ဆက်ဆက်မှုမရှိဘူးလို့ကျွန်တော်တို့နားလည်ရပါတယ်။အာစနယ်အသင်းရဲ့ကမ်းလှမ်းမှုကိုဘရန်ဖို့အသင်းက လက်ခံဆွေးနွေးလျက်ရှိပြီးတော့အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်ဆိုလို့ရှိရင်တော့အာဆနယ်အသင်းဟာပေါင်ဆက်တန်းထက်ပိုပြီးတော့ပေးရနိုင်ခြင်းရှိရလို့သိရပါဗျ။ကစားသမားရဲ့ဆန္ဒကတော့မြောက်လန်တဲ့အသင်းကိုလာချင်တယ်လို့သိရပြီးတော့ အသင်းနှစ်သင်းကြားဆွေးနွေးမှုတွေပေါ်မူတည်ပြီးတော့ဒီအပြောင်းအရွှေ့လက်တွေ့ဖြစ်လာမလားကိုကြည့်ရမှာဖြစ်ပါတယ်။တကယ်လို့သာ Nogat ကိုခေါ်ယူမှုသည်တိုက်စစ်မှုနဲ့တာမန်ကစားသမားတွေထက်အရင်ပြင်းမြောက်ခဲ့မယ်ဆိုလို့ရှိရင်တတရမြောက်ခေါ်ယူမှုအဖြစ်စီးရင်ဝင်သွားမှာဖြစ်ပြီးတော့ Arsenal အသင်းဟာယာတီသည့်အတွက်ဂိုးသမား2ဦး၊ကွင်းလယ်ခံစားသမား2ဦးခေါ်ယူပြီးစီးခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။ပရိသတ်တွေအမျှော်လင့်ဆုံးဖြစ်တဲ့တာမန်နဲ့တိုက်စစ်ကစားသမားခေါ်ယူရေးမှာတော့ Yogres လား၊ Shaskola လား ရိုဒရီโกလာဒါမှမဟုတ်အခြားတဦးလားစသဖြင့်တဲကွဲခြင်းမရှိသေးပေမဲ့ကိုသမားနောက်တန်းကွင်းလေကစားသမားခေါ်ယူရေးတွေမှာတော့အာဆင်နယ်အသင်းကခြေသွက်လက်သွက်ရှိနေတာကိုမြင်ရပါတယ်။ရီယယ်ဆိုစီတက်အသင်းရဲ့ဇူဘီမန်ဒီကိုလည်းခေါ်ယူပြီးသားဖြစ်တယ်။တစ်ဖက်မှာလည်းဂျော်ဂျင်ယိုကထွက်သွားပြီးပါတီကလည်းအသင်းကနေထွက်သွားဖို့အလားအလာတော်တော်များနေတဲ့အနေအထားမှာအခုနော်ဂတ်ကိုလင်းလင်းမြန်မြန်ပဲခေါ်ယူဖို့ကြိုးစားနေပြီ။အခြေအနေကလည်းကောင်းနေတယ်။ဒီအတိုင်းဆိုလို့ရှိရင်တော့လာမယ့်ရာသီမှာအာဆင်နယ်အသင်းရဲ့ကွင်းလေအထိုင်က လုံးဝအသစ်ဖြစ်သွားပြီးတော့မတူကွဲပြားတဲ့ကစားဟန်တွေနဲ့အသင်းရဲ့ကွင်းလည်ခန်းစစ်ပိုင်းကိုမီကေအာဒီတာဘလူးပြင်ဆင်သွားမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပရိသတ်တွေတောက်လျှောက်မျောလင်တကြီးစောင့်စားနေတဲ့အပြောင်းအရွှေ့မဟုတ်သေးပေမဲ့အာဆနယ်အသင်းရဲ့ကစားသမားတွေခေါ်ယူရေးကတော့လှုပ်ရှားမှုတွေရှိနေတာကိုမြင်နေရပါတယ်။အားလုံးကိုကျေးဇူးများရှိတယ်ပါခင်ဗျာ။